ဒါကတော့ဗုဒ္ဓဘာသာဝင်တို့အတွက်ဂုံယူစရာသုတဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ပထမအဆင့်ရပြီးတော့တင်ရချီစုချင်းငွေတွေနဲ့ဘဝတစ်ဆင့်ချိုးပြောင်းလဲသွားတဲ့အကြဖြူပဲဖြစ်ပါတယ်။ ဗုဒ္ဓဝင်စာပေတွေကိုလေ့လာပြီးမိခွန်းတွေကိုဖြည့်ဆို့ရုံနဲ့တင်ရချီပြီးစုရီပေးနေတဲ့ပြိုင်ပွဲကိုတည်ပြီးကြပြီလားရှင်အဲ့ဒီပြိုင်ပွဲကတော့တူတန်ဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဖြစ်ပြီးနှစ်ဆင့်ကျင်းပလာခဲ့တာဆိုရင်၁၂နှစ်ရှိပါပြီဗုဒ္ဓဝင်အကြောင်းအရာတွေဖြစ်ပေမဲ့လည်းမိခွန်းတွေကတော့မလွယ်ကူပါဘူးနော်ဒီပြိုင်ပွဲမှာ၁၅နှစ်ရွယ်ဣချဖြူဆိုတဲ့မိန်းကလေးကတနိုင်ငံလုံးအဆင့်ပထမဆုကိုရသွားပြီးစုချင်းငွေ380ကျော်နဲ့မန္တောင်ပတ္တာရီတက္ကသိုလ်ပညာသင်ဆုကိုလည်းရသွားခဲ့ပါတယ်ဣချဖြူက320တဲ့မိခွန်းကြီးကိုဖြည့်ဆို့ပူဇော်နိုင်ခဲ့တယ်လို့ခြားသောမိခွန်းတွေကို ဖြည့်ဆို့နိုင်တာကြောင့်ဒီလောက်များပြားတဲ့စုကြီးကိုရသွားတာပေါ့ဘာသာတရားအစုံအမတွေကိုတန်ဖိုးထားတဲ့အကျိုးကျေးဇူးတွေကြောင့်အစ်ကြဖြူရဲ့ဘဝကတော့ပြောင်းလဲတိုးတက်သွားပြီးပညာသင်စည်းလည်းရသွားတော့တယ်ရှင်လှိုင်းတရားသူလေးအစ်ကြဖြူကအခြားသောဆဲကျော်သက်မိန်ကလေးတွေလိုအလှပအတွက်မပြိုင်ဆိုင်ဘဲနဲ့ညာရင်ညာသွေးနဲ့ဘာသာတရားကန့်ဆိုင်မှုကိုပြိုင်ဆိုင်လိုက်တာပေါ့ ဒီလိုစုကိုရရဲ့အစ်ကြဖြုတ်ကဗုဒ္ဓဘာသာဝင်တွေဈာရင်မှာဂုံယုံစရာစုကြီးကိုပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ရိုသားစူးစားပြီးညံရီထမြက်တဲ့အစ်ကြဖြုတ်အတွက်ပရိသတ်တို့ရောဂွန်ဖြူစကားလေးတွေပြောပြခဲ့ပါအောင်နော်။လူကြီးလူငယ်မရွေဆိုရှယ်မီဒီယာမှာအချိန်ကုန်နေတဲ့ဒီနေ့လိုခက်ကြီးရဲမှာကိုရန်ကျောင်းသူလေးမဲအစ်ကြဖြုတ်ကတကယ်ကိုမှရှားပါဂုံယုံစရာကောင်းတဲ့မိန်းကလေးပါရှင်။တမကအဆင်မပြေတဲ့မိသားစုကနေလာခဲ့ပြီးကြီးလာရင်ဆရာဝန်ဖြစ်ဖို့လည်းရည်မှန်းချက်ရှိတယ်။ဒီလောက်တော်ပြီးလိမ္မာရေးချရှိတဲ့တမီးလေးကိုပိုင်ဆိုင်ထားတဲ့မိဘတွေကလည်းအတော်ကိုဂုံယုံနေမှာပါနော်။ဂျန်ပရိသတ်များအလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်း တွက်ပျော်ရွှင်ပါစေ။